ရိတ်သည်များအားလုံးပဲမင်္ဂလာပါရှင်။အခုတခါမှတင်ဆက်ပေးမှာကစာရေးသူနန်းချာညိုရဲ့ကျုံရဆုံရပရလောကဆိုတဲ့ဖြစ်ရမယ့်ဇာတ်လမ်းအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။အချိန်ကာလအဖြစ်1990ခုနှစ်ဝင်းကျင်ခန့်ကဖြစ်ပါရဲ။ဆင်းရဲညို့တစ်ပင်များနဲ့အုံမိုင်းနေတဲ့တောင်တန်းကြီးဟာမြူနေဘဝဖြူအားရစ်တိုင်းချုံထားလိပါရဲ။အဲ့တောင်တန်းကြီးပေါ်မှာတော့ရင်သက်စွာနဲ့အိမ်မောကျနေတဲ့မြို့လေးရဲ့အမိက ကမ္ဘောဇာဌာနီဟုလူသိများတဲ့တောင်ကြီးမြို့လေးဖြစ်ပါတယ်။အဲ့ဒီမြို့လေးဟာအေးချမ်းတရားကရှမ်းပူအင်းသာတနုစတဲ့ဖြင့်တိုင်းသားအများစုနေထိုင်ရာမြို့လေးဖြစ်ပြီးတော့အပန်းဖြေမြို့တော်လေးအဖြစ်လည်းထင်ရှားလာပါတယ်။ဖုံးမောက်ဟာအင်းသားလူမျိုးဖြစ်ကအရက်မြင့်မြင့်အသားဖြူဖြူနဲ့ဥပရိယကောင်းသူတယောက်မို့မိန်းကလေးအများစုကသူ့အားမျက်နှာသာပေးကြပါတယ်။ဖုံးမောင်ရဲ့မိဘများကလည်းငွေကြေးချမ်းသာကြွားတဲ့အလျောက် တို့ရဲ့သားကိုအဲ့အချိန်ကကြီးရဲရှင်များသာစီးနိုင်တဲ့ယမဟာဆိုင်ကယ်အားဝဲထားပေးလျာဘုံမောင်ဟာလည်းအစင်းပိန်တက်သူတို့ကဲ့သို့ဆိုင်ကယ်တစ်စီးနဲ့နေရာအနှံ့လျှောက်လေတော့တယ်။သူ့ရဲ့ဆိုင်ကယ်နောက်မှလည်းကာလာစုံမိမလာလေးများကလိုက်ပါတက်ကြပါရဲ့။အဲ့လိုအချွန်းလာလေးများပိုင်းတော့ဘုံမောင်တယောက်ဆိုင်ကယ်အားလီပါတင်ကအတကုံမောင်းနေလေးရှိပါရဲ့။အဲ့လိုမောင်းရင်လေမိန်းကလေးကပြုတ်ကြမှာဆိုတာကြောင့်သူ့ခါကိုတင်းကျပ်စွာဖယ်ထားတာကိုသိတာကြောင့်ပဲဖြစ်ပါရဲ့။ အဲ့ဒီအချိန်ကတော့တောင်ကြီးမြို့အတက်လန်းနဲ့အစင်လန်းဟာတလန်းတဲကိုသာအုံပြုတ်သေးကအေးတရာမြို့တည်တီကာစအချိန်လေးဖြစ်ပါတယ်။ဖုံးမောင်ရဲ့တငယ်ချင်းကျော်စိုးတို့မိသားစုဟာအေးတရာမြို့တည်သို့ပြောင်းရွှေ့နေထိုင်ကြလေရာဖုံးမောင်တယောက်ဟာတောင်ကြီးနဲ့အေးတရာအားအိမ်ဦးနဲ့ကျင်းပြင်ကဲ့သို့လူလာခောက်ထုတ်သွာလာမောင်းနေလေတော့တယ်။အဲ့ဒီနေ့ကတော့ဖုံးမောင်တယောက်မမိနေပါသေးတယ်။အဲ့ဒီနေ့ဟာကျော်စိုးရဲ့မွေးနေ့မှုအေးတရာမှာအသင့်ဖွင့်ထားတဲ့ဘီယာဆိုင်မှာစားတောက်နေကြတယ်။မင်း တင်ညာကအိမ်မှာအိပ်ပါလာငပုံမရဘူးဆိုအင်းကဘွားတော်ကအရန်စိတ်ပူတက်တာခဏနေမောင်နာနဲ့ပြန်တော့မယ်ခိုးနေကလည်းပတ်ဆက်ကွေနာမှာကားတစီမောက်ထားသေးတာငါတော့အဲ့နားရောက်ရင်တော့အတကုံပိတ်မောင်းတာကြောက်လို့ဟာအခုမှ6နိုင်ခွဲကြကြပဲရှိသေးတာလေပြန်တော့မလို့လား6နိုင်ခွဲတာပြောတယ်အပြင်လဲကြည့်လိုက်အောင်ဆောင်းကမှအစောကြီးနေဝင်သွားပြီရာသီဥတုကလည်းအသေးခောင်းအေးတာကွာ ငါပြန်ရမှာကတောင်မော်ကလေးကွာတော်ပြီအခုပဲပြောတော့မယ်ကွာပြောနေရင်လည်းပင်ဖုံးမောင်တယောက်လေတာအင်ဂျီရဲ့စစ်ကိုလက်ဘင်းထိဆွဲတင်က ပြန်ရင်ထားလိုက်လေတော့တယ်ငါဆိုလေတငယ်ချင်းဖြစ်သူငပုံအားတားလဲရမှာမဟုတ်မှန်းတိတာကြောင့်မတားတော့ပဲနဲ့တခြားတငယ်ချင်းတွေနဲ့စကားဆက်ပြောနေတယ်ဖုံးမောင်တယောက်ဆိုင်ကယ်စီးနေရင်တောင်ကြီးတက်ရန်ထုံးပေါ်နာအရောက်မှာတော့လမ်းဘေးမှာရှိတဲ့တစ်ပင်ကြီးအောင်မှာအမျိုးသမီးတူကသူ့ရဲ့ဆိုင်ကယ်အားလမ်းတားလိုက်တာမို့ စံကေကိုရက်ကဘာလဲညီမဟိုလေအရေးကြီးလို့တောင်ကြီးကိုလမ်းကြုံလိုက်ချင်လို့ပါဒီချိန်ကားကလည်းမရှိတော့အဲ့ဒီမိန်းကလေးကမျက်လုံးမျက်ဖန်ကောင်း၍မျက်နှာဝိုင်းကသူ့ရဲ့စနွယ်ရှိများကတင်မအထီဝဲကြနေတယ်ဖုံးမောင်ဟာမိန်းကလေးအတွေ့အကြုံရှိသူပြီးပြီးတစ်ချက်ပြုံးလိုက်က တောင်ကြီးကဘယ်နေရာကိုပို့ပေးရမှာလဲအော်တကူးတကတော့ပို့ပေးစရာမလိုပါဘူးအကူရက်ဘက်ကရှိမှဆင်းမဲ့လေး ။အော်ဒါဆိုလဲတက်လေလမ်းကြုံပါလေ။ဖုံးမောင်ရဲ့စိတ်ထဲမှာတော့အဲ့မိန်းကလေးကရက်ဘက်ကစစ်တပ်တွေကဖြစ်မယ်လို့ထင်လိုက်မိတယ်။မြမတေချာကိန်းတော့အကူကဆိုင်ကယ်မောင်းတာနည်းနည်းကျန်းတယ်။ဟုတ်ရပါတယ်။ဟိုလေဆိုင်ကယ်ကမြင့်တော့အကူခါကိုဖက်ထားလို့ရလာရင်မိန်းကလေးရဲ့စကားကြောင့်ဖုံးမောင်တဘောခွစ်သွားကရပါတယ်ဗျာရပါတယ်။အဲ့လိုလက်လက်လဲလဲပြောမိပါတယ်။ မိန်ကလေးကစံကေပေါ်တက်တာနဲ့ဖုံးမောင်လည်းစံကေစစ်အားစက်တင်မောင်းနေလေတော့တယ်။မိန်ကလေးကသူ့ရဲ့ခါကိုတင်းကျပ်စွာဖိထားတယ်။ပတ်စပ်ကွေ့နေရအနီးရောက်တဲ့အခါမှာတော့အပုတ်နဲ့ကြီးကနာဝတို့တူးဝင်လာတာကြောင့်ဟမ်နားလိုက်တာနော်ပုတ်စောကသူ့ရဲ့စကားအားမိန်ကလေးကပြန်မဖြေပါဘူး။အဲ့ဒီအချိန်မှာမိန်ကလေးရဲ့စနေများဟာအဲ့ဒီအချိန်မှာမိန်ကလေးရဲ့စနေများဟာသူ့ရဲ့ရှိကိုလွန်ဝဲလာတယ်။ဟမ် သူရုပ်ကြီးရဲ့လန့်သွားတယ်။သူ့ရဲ့ဆံကဲမောင်းနှုတ်နဲ့စပင်းတွေဟာအနောက်ဖက်သို့သာလွန်ဝဲရမှာဖြစ်ပေမဲ့စနေများဟာလေကိုဆံပြီးတော့သူ့ရဲ့ရှစ်ထီကိုလွန်ဝဲနေခဲ့တယ်။သူ့ရဲ့ခါကိုဖက်ထားတဲ့လက်တွေကလည်းမွေတကောင်ပမာရစ်ပတ်လာပြီးတော့အသက်ရှူများပင်ကျလာတယ်။ကြောက်ကြောက်လန့်လန့်နဲ့စကားပင်မဆိုနိုင်တော့ပဲဆံကဲအားလီပါတင်မောင်းတော့လေ။သူ့ရဲ့ရှစ်မှာစနေရှင်များကလွန်ဝဲနေစေ။အဲ့ဒီစနေချီကြီးတွေမှာ မိမတယောက်ရဲ့မျက်နှာဟာလဲသူ့အားအနီးကစောင့်ငက်ကကြည်လာတာမို့အာသူအထိတ်တလန်အော်လိုက်ပါတယ်စင်းစန်းကမစင်းစင်းတရေမငါဆန်ကဘောကစင်းစန်းတားလီတားလီတတိထားပါကွယ်သူဆန်ကေမောက်ပြီးခေါင်းထိထားလို့ခရောင်ကလေးပြောနေတာနေပါပါတော်လီတဖြည်းဖြည်းနဲ့ပြန်ကောင်းသွားပါလိမ့်မယ်လူအများကဖုံးမောင်တယောက်အရက်တော့က မူဘီဆိုင်ကယ်မောင်းရင်နဲ့ဆိုင်ကယ်မောက်လို့ကောင်းထီသွားတာကြောင့်ခက်ကြောင်ကြောင်ဖြစ်သွားတယ်လို့ထင်ကြပါရဲ့။သူကြုံခဲ့ရတဲ့အဖြစ်ကိုပြောပြပေမဲ့တချို့ကမယုံကြပါဘူး။ဖြစ်ရမယ်နေမှာတော့သူ့ရဲ့အမိကမောင်းအောင်သူဟာလူငယ်ပေပေအပေါင်းတင်းမင်နဲ့အပေါင်းတင်းလဲစုံနေ။သူဟာတောင်ကြီးသားတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့တငယ်ချင်းတွေကအရဒေတာစုံနေ။စိုက်ခေါညာရွှေရွှေညာမိုင်းပင်ကလောစားတဲ့နေစုံကတငယ်ချင်းများနဲ့လဲခင်မိပါရဲ့။ အဲဒါကြောင့်စိုက်ခေါပွဲရှိရင်လည်းအပေါင်းတင်များစုကတွားရောက်လဲပတ်ကြတယ်။ကက်ကူဖျားဝဲဆိုရင်လည်းရောက်တယ်။ပင်းတရာတပေါင်းဝဲဆိုရင်လည်းဆိုင်ကယ်များနဲ့အုပ်စုလိုက်လဲပတ်ကြပြန်တယ်။သူ့ရဲ့မိဘနှစ်ပါးကသူ့ညီမလေးခလေးမွေးတာကြောင့်ရန်ကုန်သို့သွားကြသည်မှာနလနီပါကြာမိခဲ့ပြီဖြစ်တာကြောင့်သူဟာလည်းလက်ရှိအချိန်မှာတော့သူ့ရဲ့အဖွားနဲ့နှူးတဲတာအိမ်မှာကျင်းရင်ခဲ့တယ်။အဖွားဖြစ်သူကလည်းသူ့အားလွန်စွာချစ်ပါတယ်။သို့တော့သူဟာအိမ်သိပ်မကပ်ဘဲနဲ့ အပေါင်းအသင်းများနဲ့လက်ပတ်သွားလာသည်ကသာများနေပါတယ်။မြေးလီဖျားအဖွာဖွေရများလက်ပတ်နေရလဲမြေးရဲ့အိမ်မကအဖွာတယောက်ချဲမြေးလီတခါသွားရင်သုံးလေးရကြတယ်အဖွာမှာမြေးလီအတွက်စိတ်ပူလိုက်ရတာမြေးလီပြင်မလာရင်သူများတွေများမြေးလီကိုတက်လိုက်ပြီလားလမ်းမများတခုခုဖြစ်နေလားဆိုပြီးတတွေ့တဲ့တွေးပူနေရတာအဖွာဖြစ်သူရဲ့စကားကြောင့်မောင်အားဟာအဖွာအာတနာသွားကဩ oh. အဖွားရဲ့စိတ်မပူပါနဲ့ဒီတခါညအိမ်ညနေမတော်တယ်ဘူးနော်စိတ်ချမအောင်ရဲ့အဖွားဖြစ်သူကမင်းရဲ့စကားကြောင့်လက်လက်လဲလဲပြုံးကအင်းမမင်းလေးပြန်မလာမချင်းအဖွားအိမ်မပြောလို့ပါကွယ်စိတ်ချစိတ်ချညတိုင်းအိမ်ပြန်အိမ်မယ်နော်ဟုတ်ပြီလားအဖွားအေးပါကွယ်မအောင်ရဲ့စကားကြောင့်အဖွားဖြစ်သူကလည်းကျဉ်တ်သွားရှာပါတယ်နောက်ရက်မှာတော့မန်းပြေကသူ့တငယ်ချင်းကပွဲဖိတ်တာကြောင့် မအောင်တယောက်မိုင်းပြင်ဘက်ကိုရောက်နေပြန်ပါတယ်။အပေါင်းတင်းများနဲ့တောက်စားပြော်ပိုင်းနဲ့ညအချိန်တို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။မမရရအဲ့ဒီနေ့ဟာလက်ခွေနေ့ဖြစ်ပါတယ်။ငါပြန်မရမယ်တာကြီး။အိမ်မှာငါဘွားတယောက်ချင်းဟာညဘက်တောင်ရောက်နေပြီ။ညလေဘာဖြစ်လဲကွာ။တောင်ကြီးကမဝေးပါဘူး။ဟာမဝေးလဲလမ်းနေလေကွာ။မင်းပြိုင်ငါတို့လည်းလိုက်ပြန်မယ်။မင်းတယောက်တည်းတော့အစ်မချဘူး။ ဒါဆိုပူကောင်းတာပေါ့ကွာဒီလိုနဲ့ညဆယ်နိုင်ခက်မှာမောင်အောင်နဲ့သူ့ရဲ့တငယ်ချင်းတယောက်ဟာမိုင်းပြင်မှာထုတ်ခါလာကြတယ်မောင်အောင်ကဆန်ကယ်တစည်းသူ့ရဲ့တငယ်ချင်းတယောက်ကဆန်ကယ်တစည်းဖြစ်ပါတယ်အပြန်လမ်းမှာတော့သူဟာဆန်ကယ်ကိုလီပါတင်မောင်းနေလာရတငယ်ချင်းတယောက်စီးတဲ့ဆန်ကယ်ကနောက်မှပြက်ကျန်ခဲ့တယ်အတော်လေးမောင်းနေပြီးမှလမ်းမှာသူတူတူတည်းဖြစ်နေတာကိုသတိထားမိသွားတယ်အဲ့ညာဟာလောက်ွယ်ညာလေးဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးကသူ့ရဲ့ဆန်ကယ်မီးထွေးတဲ့နေရာမှာအပပိမ့်ပိတ်အောင်မောင်းမဲနေပါတယ်။အဲ့ဒီခါမှာသူလည်းအနေငယ်ကြောက်စိတ်ဝင်လာတယ်။သူ့ရဲ့တငယ်ချင်းဆန်ကယ်အားအရေးရောင်မြောက်ရင်ပေါ်မလာသေးဘူး။သူလည်းရှစ်ဆက်မောင်းရင်သာဆုံးဖြတ်လိုက်တယ်။ဆလဲရွာသို့ရောက်ခါနီမှာတော့သူ့ရဲ့ရှစ်ခလန်းလန်းမှာဆန်ကယ်တစ်စီးရဲ့မီးရောင်များကိုမြင်လိုက်ရတယ်။သူလည်းအဖော်ရပြီလို့တွေးရင်းနဲ့အားတက်သွားကအဲ့ဒီဆန်ကယ်နောက်ကိုလိုက်ရင်ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့ဆန်ကယ်မီးရောင်နဲ့ ဲ့ရင်ဆိုင်ကယ်အာမီနီးယားပြည်ဖြစ်ပါတယ်။အဲ့ရင်ဆိုင်ကယ်ဟာဝိဆိုင်ကယ်အနီးရောင်ဖြစ်ပြီးတော့ဆိုင်ကယ်ပေါ်မှာတော့လူနှစ်ယောက်ဆင်းနေလိုက်ပါလျက်ရှိနေပါတယ်။နောက်ကဆီးရဲ့သူဟာဂျုံခမောက်အားကျုံးမှလွှဲထားတယ်။သူဘလောက်ပဲမောင်းစီကောင်းမှုအဲ့ရင်ဆိုင်ကယ်ကိုမမီဖြစ်နေတာကြောင့်အားမလို့အာမရဖြစ်လာတယ်။အဲ့ရင်ဆိုင်ကယ်ဟာခက်မမှန်တာမောင်းနေခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆိုင်ကယ်နောက်ကလွှဲထားတဲ့ဂျုံခမောက်ဟာလွတ်ခြင်းလှုပ်ခြင်းမရှိဘဲနဲ့ အဲ့လူရဲ့ကျွန်းလိုက်တာတီတီငင်ငင်ကတ်နေတာကြောင့်ပဲဖြစ်ပါတယ်။အဲ့အချိန်မှာရှင့်မဆန်ကေဟာရုတ်တရက်လမ်းဘေးရှိချုံနေကိုမောင်းဝင်သွားတယ်။ဟင်းအဖို့တွေဘာတွေများသွားကြတာလားဟာ။သူလဲထို့သူတွေကအဲ့ဆန်ကေကိုဝင်တဲ့နေရာကို ရောက်တဲ့အခါမှာတော့ဆန်ကေအားရက်ကအချင်းနီအားကဲခတ်လိုက်တယ်။မင်းရတဲ့မြင်းကွင်းကြောင့်သူလဲရုတ်တရက်ကျောင်းသွားတယ်။ဟင်းဒီနေရာကချုံနေကြီးပဲ။ ဟိုနှစ်ယောက်ရောဆန်ကေရောဘေးရောက်သွားပါလေ။သူလည်းဆန်ကေမိနဲ့အဲ့နေရာကိုထိုးကြည့်စင်မာတော့အကောင်ထင်မမြင်ရပဲနဲ့ပို့ဘာသာစကားနဲ့ယောက်ျားနှစ်ယောက်စကားပြောတဲ့ကိုနာနာကျင်ကျင်ကြီးတွားတယ်များကိုကြားလာရတယ်။ဟင်းဒါဒါတရေချောက်တာနေမှာသူလည်းဆန်ကေအားဆက်ပြန်လို့လေရာရင်ကောင်းတန်ကြီးနဲ့အော်ရီတန်ကြီးဟာခြုံလေးကနေထွက်ပေါ်လာတယ်။သူလည်းတူဝင်မနေတော့ပဲဆန်ကေအားလီပါတင်ကအတကုံမောင်းလေရာ ရေတန်းကြီးဟာသူ့ရဲ့နောက်မှာလိုက်ပါလာတယ်။သူလည်းရသည်မဖျားစာတွေကိုယူကဆိုင်ကယ်အားဒုံးဆိုင်မောင်းရတောင်ကြီးကိုဘလို့ရောက်သွားမှတော့မသိအောင်အိမ်ကိုရောက်တဲ့အထိကတုံကရင်ဖြစ်နေရှာတယ်။မတည်ကောင်းမပြောက်ကောင်းမင်းလေးရဲ့နောက်ဆိုညတအားနဲ့ရင်မပြန်လာတော့နဲ့။ချလာဟုတ်ကဲ့အဖွာမအောင်လဲအဖွာတိုက်တဲ့ပြည့်ရီကိုတောက်ပြီးမှ အနေငယ်အကြောက်ပြေသွားတော့တယ်။အဲ့ညကမအောင်တယောက်အဖွာဖြစ်သူရွတ်တဲ့ဖျားစာများကိုနားထောင်ပြီးတော့ အချိန်တော်ကြာမှသာအိပ်ပျော်သွားလေတော့တယ်။ဖြစ်ရမန်တုံးဒီညဘာကလည်းဥမြင့်อืมဒီညရက်ကုကုနဲ့လင်းစာနေစောကားတင်မယ်လေးစင်ပွရဲ့။ဟာကျုပ်ကြိုက်တဲ့မင်းသားနဲ့မင်းသမီးပါလား။ကျုပ်လာကြည့်မနော်။ရှေ့ဆုံးကနေရတနေရကျုပ်အတွက်ချန်ထားပေး။ကျုပ်အတွက်နေရမရှိလို့ကတော့ဒီညပြရမယ်မထင်နဲ့။ကျုပ်ကြောင့်သိရနော်။အေးပါကွာစင်ပွရ။စင်ပွထွက်သွားတဲ့အခါမှာတော့ဥမြင့်တယောက် ကောင်းအားခံရမိတယ်။စိန်ပုဟာရွှေထက်တယ်လို့နာမည်ကြီးတဲ့ရွာတရွာမှာနေထိုင်သူဖြစ်ပါတယ်။ဘီရိုယုံများခေတ်ဆန်းလာတဲ့အခါမှာတော့စိန်ပုတယောက်စကားကြည့်ခြင်းအားလွန်စွာကြက်နှစ်တက်လာတယ်။သူဟာအလွန်ရိုင်းစမ်းသူတယောက်ဖြစ်ပြီးတော့အရက်ကလည်းတောက်တယ်။မိဘကိုမိဘမဲမသိအောင်ပဲရိုင်းသူဟုဆိုရပါမယ်။သူ့ရဲ့အမျိုးသမီးဟာကချင်မဖြစ်ပြီးတော့ဂျာတော်ဟုအမည်ရတယ်။ဂျာတော်ဟာငွေရှာကောင်းသူတယောက်ပါပဲ။ဂျာတော်ရဲ့ကျိုးပန်းမှုကြောင့် စိန်ပုတို့အိမ်ကနေကုံစုံစံလေးတစ်ဆိုင်ဖွင့်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့အခါစိန်ပုဟာနေရောညပါအရင်လေးတမျှများနဲ့လူတကာအားပတ်ကရန်ရှာနေတော့တယ်။အခုလည်းစိန်ပုတယောက်ဦးမြရဲ့ဗီဒီယိုအားညနေသွားတယ်။စိန်ပုလာကြည့်ရင်တော့ကျန်လူတွေကတိတ်မလာခြင်းကြတော့ညအချိန်အပန်းဖြေရန်ဗီဒီယိုလာကြည့်ကမှ စိန်ပုရဲ့အရစ်ကိုခံချရတာကြောင့်စိန်ပုကြည့်တဲ့ဗီဒီယိုယုံကိုလူအများကရှောင်ကွင်းသွားကြတယ်။အဲ့ဒီအခါမှာတော့ဗီဒီယိုပန်ရှင်များက ကောက်ကြီးအနည်းငယ်သာရတာကြောင့်စိတ်ညစ်ရတယ်။အခုလည်းဥမြင့်တယောက်ရင်းနှီးညမှာစိန်ဖုတယောက်ဇက်ကန်းလာကြည့်မှဆိုတာကြောင့်စိတ်ညစ်နေခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုပြချင်ဟာည9:00နာရီမှ9:00နာရီခန့်အထိဖြစ်ပါတယ်။ဗီဒီယိုမပြမီစတိတ်ရှိုးခွေများအားပြတ်တက်လေရှိရာစိန်ဖုတယောက်ဟိုဟာမကြက်ဘူး။ဒါဝဲဖွင့်ဟုဆရာကြီးစတိုင်နဲ့ရစ်နေပါတယ်။စိန်ဖုရှိတာကြောင့်ကြည့်သူသိမရှိဘူး။ညာရှိနိုင်အချင်းခက်မှာတော့စိန်ဖုတယောက်ဇက်ကားကြည့်ရင်နဲ့ အပေါ့သွားချင်လာတာကြောင့်ဘရီယိုယုံနောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။မိုးကလည်းရွာနေတာမို့အပင်ကြီးတစ်ပင်အောက်မှာအပေါ့သွားရန်ပြင်နေစင်ပါပဲ။အပင်ရဲ့အနောက်ဖက်ကနေအရက်ခုနှစ်ပေခန့်ရှိတဲ့အသားညိုညိုလူကြီး၃ယောက်ထွက်လာပြီးတော့ဟိတ်ကောင်လာစမ်းလိုက်ခဲ့စမ်းဟင်းမင်းတို့ကဘာတူလဲငါ့အမများဘာကောင်ထင်နေလို့လဲကြားရကွာဆွဲခေါ်ကြအဲ့ဒီလူကြီးတွေကတကယ်ဆွဲခေါ်မိဟန်ပေါက်နေတာကြောင့်လိုက်ပါမေဗျာသူလဲကြောက်ကြောက်နဲ့ ဲ့ဒီလူသားကြီး၃ဦးရဲ့ခေါဆောင်ရနဲ့ကိုလိုက်သွားရတော့တယ်။မိုးကလည်းရွာ၊ကြောက်ကလည်းကြောက်မို့သေးပင်ပေါက်ချမိရဲ့။သူဟာအဲ့ဒီလူကြီးတွေကိုဒီရွာမှာတစ်ခါမှမမြင်ခဲ့ဘူးပါဘူး။ဘဲကဘယ်လိုပေါ်လာပြီးတော့ဘဲရက်ကိုခေါဆောင်သွားလိမ့်မယ်လဲလို့တွေးနေတဲ့မျက်ရည်များပင်ကျလာတယ်။ဒါပေမဲ့အတန်ထွက်ပြီးမငိုရဲပါဘူး။အဲ့ဒီလူကြီးများနဲ့ရှင်ပြီးတော့လမ်းလျှောက်ရတာမှာစိတ်ပုတ္တရာအသက်ပင်ထွက်ချင်လောက်အောင်ပင်မနေချပါဘူး။သွားရတဲ့နေရာကလည်းတော်ရင်မို့ စူးကြုံများနဲ့ချစ်မိတာကြောင့်ခြေတော့တစ်ခုလုံးမှပင်ဆက်ပြင်းပြင်းဖြစ်နေပြီ။ရွာနဲ့ဆယ်မိုင်ခန့်ဝေးတဲ့နေရာကိုရောက်တဲ့အခါမှာတော့အဲ့လူကြီးတွေဟာမြောက်ချိုးပင်ကြီးအောက်မှာရက်သွားကြတယ်။အဲ့လူများရက်သွားတာကြောင့်စိတ်ပုလေလက်ရရတယ်။ဟိတ်ကောင်အပင်ပေါ်တက်စံ။ဗျာ။ဘာပီကကလုံနေရလဲ။တက်စို့တက်စံ။ပြောနေရင်သူ့ကြိုးကိုရန်ချလိုက်တာကြောင့်သူလည်းမြောက်ချိုးပင်ဘောကိုတက်ရလျော်တယ်။ မြောက်ချောပင်ဟာအပင်ကြီးအမျိုးအစားဖြစ်ပြီးတော့ပင်စီမှာအကိုင်းခင်များလည်းမရှိတဲ့အပြင်အခောက်ဟာလည်းအလွန်ချောကမြောက်များပင်တက်ရခဲ့တာကြောင့်မြောက်ချောပင်လို့ခေါ်ဆိုကြခြင်းပဲဖြစ်ပါတယ်။မိုးကလည်းရွာအပင်ကလည်းချုံမှုစိပုတရားအပင်မိုးကိုမတက်နိုင်ဘူး။စိပုကရှောချလာလိုက်ဟိုလူကြီးတွေကရိုက်လိုက်နဲ့ငရေကျနေတယ်လို့ခန်းစားနေရတယ်။သူတို့ရိုက်လွန်းတာကြောင့်နာကျင်က အပင်ပေါ်သို့မရမကကြိုးစားတက်ရင်နဲ့ပြုတ်ကျလိုက်ရ။စိပုတရားနာကျင်လွန်းတာကြောင့် အပင်အောက်မှာလူးလိမ့်နေရတယ်။အဲ့ဒီခါမှာအဲ့ဒီလူကြီး၃ယောက်ဟာပျောက်ွယ်သွားတော့တယ်။ဟာကွာ။နွားလည်းခြေထင်ကလွတ်ပြီးဘယ်ရောက်မှမသိဘူး။ဟွန်းဒီဘက်တုံးထဲမှာခြေရာတွေပါလား။နွားတခုများလားမသိဘူး။ခြေရာအတန်းလှည့်ကြည့်မှာပဲ။နွားပျောက်ရှာသူကခြေရာအတန်းလှည့်ကြည့်ရမှာတော့မြောက်ချိုးပင်အောက်မှာလူးလိမ့်ကြီးတွားနေတဲ့စိန်ပုတ်ကိုတွေ့လိုက်ရ။ဟဲ့စိန်ပုတ်မင်းဒီမှာဘာလာလောက်တာလဲ။ ဘာတွေဖြစ်နေရလဲကျုပ်ကျုပ်ရဲ့ခါအာစိန်ပုဟာအဲ့လူတွေ့လိုက်ရတာကြောင့်စိတ်အားရှော့ချလိုက်ရာလောကကြီးတစ်ခုလုံးဟာအမောင်တိတ်ကျသွားလျော်တယ်အဲ့သူလဲရွာကိုပြန်ပြီးတော့စိန်ပုရဲ့အမျိုးသမီးနဲ့တခြားသူများကိုပြောပြရာစိန်ပုရဲ့မိမကဟင်ဟုတ်လားညကမမူယူနဲ့ရှောက်သွားရင်းနဲ့ရောက်သွားတာနေမှာအခုအချိန်ဒီတိုင်းဆိုရင်တော့လင်းနဲ့သွားခေါ်ရမယ် စိမ့်ပုအားလေးနဲ့ရွာကိုပြန်ခေါ်ခဲ့ကြတယ်။စိမ့်ပုဟာခါယိုကျိုးသွားတာကြောင့်မန္တလေးစေယုံကြီးမှာခါအားစတီယိုထက်ကကုသမှုခံယူခဲ့ရပေမဲ့အဲ့ရထဲမှာတော့မထပ်နိုင်တော့ပါဘူး။စိမ့်ပုဟာသူ့ထံလာမေးသူတိုင်းကိုသူ့ကြုံခဲ့ရတဲ့အဖြစ်အပျက်များကိုငိုယိုကပြောပြလေးရှိပါတယ်။ရခင်ကမိဘအပေါ်မှာပင်ရမ်းဆိုင်တဲ့စိမ့်ပုတယောက်ခါကျိုးတဲ့ဝိရဏဆူးကြီးကို15နှစ်ခန့်ကြာအောင် ခံစားပြီးမှကွယ်လွန်ခဲ့လေတော့တယ်။ စေပုပြောတဲ့လူကြီးတုံးဦးကတော့အခုချိန်ထိဘယ်သူမှမတွေ့ကြဘူးပါဘူးပြည်သူများရှင်ဒီလိုစိတ်ဝင်စားစရာဇလံအကြောင်းအရာတွေကိုအမြင်နာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်ဇလံအသစ်သစ်တွေဒီနိုင်အမြဲတည်ရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်သွားပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်